ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့စက်တင်ဘာလ30ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရမောဒီ channel လေးကပြည်ပြင်းချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဇုတ်တင်ဆက်ပေးကြတဲ့ကတော့ဒီမော့ဆူဘောလခဲလမ်းကြောင်းကိုပြန်လည်တင်ပိုက်ဖို့စစ်ကော်မရှင်ကထိုးစစ်ဆင်းနေပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်90နီးပါးတိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဂရင်းနီပြည်နယ်ဒီမော့ဆူဒေသမှာစစ်ကော်မရှင်ရဲ့စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေကြောင့် တိုက်ပွဲများပြင်းထန်နေပြီးဒီမော့ဆူဖရူဆူဘောလကဲလက်မကြီးတလျှောက်မှလည်းတိုက်ပွဲများဖြစ်ပွားနေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကစက်တင်ဘာလ28ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်စစ်ကော်မရှင်တပ်ဖွဲ့တွေဟာဒီမော့ဆူမြို့နယ်ကိုအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်ဩဂတ်လမှစတင်ကအပြင်းထန်ထိုးစစ်ဆင်နေပြီးတောင်ငံခရက်ကွက်နဲ့အနီးတဝိုက်မှာအင်အားအလုံးအရင်းနဲ့ဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့များနဲ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း KNDF ကထုတ်ပြန်ပါတယ်။ ဒါအပြင်ဒေါငန်ခါရက်ကွက်နဲ့အနီးတဝိုက်ကြေးရွာတွေကိုလည်းလေကြောင်းတိုက်ခိုက်ခြင်း၊ drone နဲ့တိုက်ခိုက်ခြင်းများနဲ့လက်နက်ကြီးများပစ်ခတ်ခြင်းတွေကိုလည်းနေ့စဉ်ပြုလုပ်နေကြောင်းသိရှိရပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းတွေကကျွန်တော်တို့ဒီမော့ဆူမြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်နေတယ်ပေါ့နော်။ပြီးတော့ဘောလခဲမြို့ကိုတွားဖို့ကိုလည်းစိုင်းပြင်းနေတဲ့ပုံစံဖြစ်တယ်။အထူးသဖြင့်ဘောလခဲမြို့မှာရှိတဲ့သူတို့တပ်ရင်းကိုပြန်ပြီးတော့မှပေါင်းစည်းချိတ်ဆက်နိုင်ဖို့ဖြစ်တယ်လို့ KNDF သတင်းပြကြားရေးတာဝန်ရှိသူတာအေဆိုးကပြောပါရတယ်။ ဒါအပြင်ဂရီနီဒေတာအတွင်းတိုက်ပွဲများမှာစစ်ကော်မရှင်ကတပ်သားတစ်အများပြားကိုလည်းအသုံးပြုနေပြီးစစ်ကော်မရှင်တပ်သားအယောက်30မှ50အတွင်းသိမ်းဆုပ်နိုင်ကြောင်းကိုလည်း KNDF တံခါးနေသိရှိရပါတယ်စစ်ကော်မရှင်ရဲ့ဒီမော့ဆူမတ်တဆင့်ဖရူဆိုကိုစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းနဲ့ရင်တန်းများမှာဖရူဆိုအခြေစိုက်အမတ်ဆက်လေးတမ်းမြင့်စစ်လေကျင်းကြီးကြောင်းကိုရောက်ရှိနေပြီးထိုမှာတဆင့်ဘော်လကင်းမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးရင်ပြင်ဆင်နေကဒီမော့ဆူဖရူဆိုဘော်လကင်းလမ်းမကြီးတစ်လျှောက်တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရှိရပါတယ် ဒါပြင်ကရင်နီဒေတာမှာမိုးပြင်းမြို့နဲ့အနီးကျေးရွာများမှာရှိတဲ့ဒေတာခန့်တွေကိုစစ်ကော်မရှင်ကဖမ်းဆီးနှိပ်စက်ခြင်းများလှုံ့ဆော်နေပြီးဖေခုံမြို့နယ်တောင်စလုံးကျေးရွာဘက်မှာလည်း PNO တပ်ဖွဲ့များနဲ့ပူးပေါင်းကစစ်ကြောင်းများဖြန့်ကျက်လှုပ်ရှားမှုများပြုလုပ်နေကြောင်း KNTF ကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့နေရီကန်ပြူဟာကာကင်စကန်တခုကို AA နဲ့မဟာမိတ်တပ်တွေထပ်မံသိယူရခိုင်စစ်မျက်နှာ၃ခုမှာစစ်တပ်အထိနာနေတယ်လို့ AA ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် မကွေးတိုင်းကဖေးမြို့နယ်ကနေရီကန်ဘျူအားအနီးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ရဲ့ရှီတန်ကာကင်စကန်တခုကိုအာရကတ်တက်တော် AA နဲ့မာမိပူပေါင်းတက်တွေကထပ်မံသိမ်းယူလိုက်ပါတယ်ကာကင်စကန်တခုထပ်မံသိမ်းပိုက်နိုင်တာမှန်ပါတယ်တရားဝင်တရင်မထုတ်ပြန်သေးတာပါလက်ရှိမြေပြင်မှာကတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဆက်ဖြစ်နေပါတယ်လို့မြေပြင်စီးရဲတရင်ရှိမြစ်တူကစပင်မလာ29ရက်နေ့မှာပြောပါတယ်နေရီကန်ဘျူအားကငဖေးမြို့နယ်အပြင်အထက်မင်းလာမြို့နယ်လေဆက်ဆက်နေတာဖြစ်ပါတယ် ငဖဲမြို့နယ်အတွင်းနေရီကန်ဘျူအပဝွင့်ချင်းမှာစက်တင်ဘာလပထမအပတ်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်80ဦးထက်မနည်းသေဆုံးခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ခဲ့ပါတယ်။အထက်မင်းလာမြို့နယ်အတွင်းစက်တင်ဘာလ1ရက်နေ့ကနေစက်တင်ဘာလ8ရက်နေ့အတွင်းတိုက်ပွဲတွေမှာလဲစစ်အုပ်စုဘက်ကသေဆုံးသူ30ဦးခန့်ရှိတယ်လို့စစ်တုံးမအချို့လဲဖမ်းမိထားတယ်လို့အထက်မင်းလာပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့နှိစက်သူကပြောပါတယ်။အဲဒီနောက်ပိုင်းတိုက်ပွဲတွေဆက်ဖြစ်နေပြီးနောက်ထပ်ကာကင်စကန်တစ်ခုကိုတင်းယူနိုင်ခဲ့တာပါ။ နေရကန်ပြူအကရခိုင်ပြည်နယ်အမ်းမြွနယ်ကနေမကွေးတိုင်းပဲခူးတိုင်းဘက်ကိုထွက်တဲ့အမ်ဘရန်လမ်းပိုင်းနဲ့ဆက်ဆက်နေတဲ့စစ်ကောင်စီရဲ့အတိကကာကင်စကန်ကြီးတစ်ခုလည်းဖြစ်ပါတယ်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့အေယာဝတီမကွေးပဲခူးတိုင်းနယ်စပ်ဒေသတွေကိုရန်ပြည်နယ်တောင်ပိုင်းမိုင်းပတ်အခြေဆိုင်စစ်စင်ရေးကုကဲမှုဌာနချုပ်စကကစကွန်လောက်ကန်တရင်တွေကိုပြီးခဲ့တဲ့ဩဂတ်လကစတင်ပြီးစစ်ကောင်စီကပို့ခဲ့ပါတယ်စစ်ကောင်စီဟာရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ဒေသတွေကိုပြီးခဲ့တဲ့ဩဂတ်လမတိုင်မီအထိ တက်မကိုကိုလက်အောက်ခံတရင်တွေကိုဆေးလွတ်ထားကြတော့ပါအဲ့ဒီတိုက်ပွဲတွေမှာထိနာပြီးနောက်တက်မကိုကိုတက်မမူဘူမူကြီးတင်မောင်ကျော်ကိုပြန်ဖမ်းပြီးစကကဆက်ခွန်တရင်တွေကိုဆေးလွတ်ထားပါတယ်2025ခုနှစ်ဇန်နဝါရီလနဲ့မတ်လအတွင်းကတိုက်ပွဲတွေမှာနေရီကန်ဗျူဟာဘေးကကာကင်စကန်အချို့ကိုအေအေနဲ့ပူးပေါင်းတက်တွေသိမ်းယူခဲ့ပါသေးတယ်ဖေဗူရီလကတိုက်ပွဲတွေအတွင်းမှာတက်မကိုကိုလက်အောက်ခံအမတ်ကိုကိုနှစ်နီးဗျူဟာအဖွဲ့ကယာယီနီးဗျူဟာမူဒုတိယဘူမူကြီးကျော်ကျော်တက်နဲ့ ဗျူဟာယုံအဖွဲ့ဝင်16ဦးအပြင်စစ်တုံးပန်းအများပြားကိုလည်းအေအေကဖမ်းဆီးခဲ့ပါတယ်။ယခုအခါမှာတော့စကကစက်ခွန်လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခမရ94ခမရ969ခမရ909ခမရ900ခမရ923ခလရ295တို့နဲ့အတူစစ်မှုတပ်တင်နေစင်တပ်သားတွေပါပါတဲ့စစ်ကြောင်းတွေထိုးလာလို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့အေအေကစက်တင်ဘာလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါအပြင်မင်းလာမြို့နယ်အခြေဆိုင် ကပ္ပစာ2ကပ္ပစာ30စင်ပံဝင်းမြို့နယ်ကပ္ပစာ8မှာစစ်သားတွေကိုပြင်ပကိုထုတ်ပြီးစစ်ကြောင်းထိုးနေတယ်လို့စုံစမ်းသိရှိရပါတယ်လက်ရှိမှာနေရီကံပြူဝပတ်ဝန်းကျင်ပြင်အမ်ဘရန်လပိုင်းမကွေးတိုင်းတွင်းမင်းတုံတရက်စင်ပံဝင်းအထက်မင်းလောက်ငဖဲမြို့နယ်ရိနေပသိမ်မုံရလမ်းပိုက်တွေမှာစီရီတင်းမာနေတယ်လို့သတင်းရရှိပါတယ်လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့အေအေကတီးခြားထုတ်ပြန်ထားခြင်းတော့မရှိသေးပါဘူးအရကတက်တော့အေအေကစက်တင်ဘာလ28ရက်နေ့ညမှာသတင်းထုတ်ပြန်တော့မှာ ရခိုင်ပြည်နယ်က၃နေရာမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ဟာတိုက်ပွဲတွေမှာအထိနာနေတယ်လို့ဆိုပါတယ်အတင်းအဓမ္မစုဆောင်းလာတဲ့တပ်ဖွဲ့ဝင်တွေလည်းတိုက်ခိုက်လို့စိတ်မရှိဘဲရှည်တဲ့နောက်တန်းကနေအခွင့်ရရင်ရတယ်လို့တက်ပြေးတာအေးအေးထန်ပပြောင်းတာအလံဖြူထောင်တော်တွေနေတိုင်းဖြစ်နေပြီးတက်ပြက်နေတယ်လို့အေးကထုတ်ပြန်ပါတယ်တက်ပြက်နေတဲ့စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေကစာတင်ကြောင်းဈေးစီယုံစီကန်းနဲ့ဘုန်းတော်ကြီးကြောင်းစတဲ့နေရာတွေအပြင်လူစုလူဝေးရှိတယ်လို့ထင်တဲ့နေရာတွေကို နေ့ညအချိန်မရွေးလေချောင်းရေချောင်းလက်နက်ကြီးတို့နဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်စစ်တကအယက်သားပြည်သူတွေကိုနေရောညပါအကြမ်းဖက်တိုက်ခိုက်နေတဲ့အတွက်သတိပြုနေထိုင်ကြပါရန်လေချောင်းရေချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်တဲ့အရေးပေါ်သတိပေးချက်ကိုအေအေကထုတ်ပြန်ထားပါရခင်ဗျာ။ထပ်မတင်ဆက်ပေးကြတာကတော့အုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့ကိစ္စကိုကူညီပေးခဲ့တဲ့ဝီယန်ထက်ရှင်းကိုစစ်တကဖမ်းဆီးခဲ့ပြီးတပတ်ကျော်ကြာသည့်အထိပြန်မလွတ်သေးကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်မှာအုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့လူငယ်လေးကိစ္စကိုကူညီပေးခဲ့တဲ့ဝီယန်ထက်ရှင်းကိုစစ်တကနည်းပညာပိုင်းဆိုင်ရာစစ်ဆေးနေပြီးတပတ်ကျော်ကြာတဲ့အထိပြန်မလွတ်သေးဘူးလို့သိရှိရပါတယ်။ရန်ကုန်ကဗန်းကျင်တခုအတွင်းចောင်းသားအရွယ်လူငယ်လေးတဦးကိုအခြားလူငယ်6ဦးခန့်ကဝိုင်းဝန်းထိုးကြိတ်ကန်ကြောက်ခဲ့တဲ့ဗီဒီယိုတခုလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ ID နည်းပညာကျွမ်းကျင်သူဝီယန်ထက်ရှင်းဆိုသူကအစိုးရကိစ္စမှာအနိုင်ကျင့်ခံရသူလူငယ်လေးဘက်ကနေကူညီပေးခဲ့တာဖြစ်ပါတယ်။အုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလူငယ်ကိုအုပ်စုဖွဲ့အနိုင်ကျင့်ခဲ့တဲ့လူငယ်တွေတဲကဘူဒီဆိုသူအပါအဝင်လူငယ်အချို့ကလာရောက်တောင်းပန်ခဲ့ကြပြီးသူကိုညီခဲ့တဲ့ကိစ္စရပ်တွေအကြောင်းကိုလည်းသူကိုယ်တိုင်ပဲပြောပြပေးခဲ့တာပါစက်တင်ဘာလ22ရက်နေ့မနက်ကဝေယံထက်ရှင်းကသူ့အကောင့်မှာ post တင်ခဲ့ပြီးနောက်အဲ့ဒီနေ့မနက်မှာပဲကိစ္စတစ်ခုကြောင့် CID ကလာခေါ်သွားပြီးအခုထိဘာဆက်သွယ်မှမရသလိုတိရှိသူတွေကူညီပေးကြဖို့ဝေယံထက်ရှင်းနဲ့နှိစက်သူအမျိုးသမီးတအုပ်ကအကူအညီတောင်းခံထားပါရခင်ဗျာနောက်တဲ့တင်ဆက်ပေးကြတာကတော့ ပြည်သူကိုတက်ဖြတ်နေတဲ့မင်းအောင်နိုင်ကတိုင်းပြည်ဘက်ကရီအခြေအနေမှာအမြင့်မကျေမှုနဲ့ပညာရေးအားနည်းချက်ကြောင့်လို့စူပြန်ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတဝန်းပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများအပါအဝင်ပုံစံမျိုးစုံနဲ့တက်ဖြတ်နေတဲ့အကြမ်းဖက်မင်းအောင်နိုင်ကတိုင်းပြည်ရဲ့ဘက်ကရီအခြေအနေမှာအမြင့်မကျေမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဖြစ်တယ်လို့အပြစ်တင်ပြောဆိုပြန်ပါတယ်။ယမန်နေ့ရုရှားနိုင်ငံမှမြန်မာနိုင်ငံကိုအပြန်လေရင်ပေါ်မှာစစ်တလောက်ကဝါရဖြန့်တဲ့မီဒီယာများကို၎င်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနိုင်ငံရေးသဘောထားကွဲလွဲမှုတွေကိုအမြင့်ကျကျနဲ့လုပ်ရန်လိုအပ်ကြောင်းနိုင်ငံရေးဘာသာရေးနဲ့တိုင်းရင်းသားရေးရာအရာအချို့ပြောဆိုနေမှုများမှာအားနည်းချက်များရှိနေကြောင်းအမြင့်ကျကျပြောဆိုလုပ်ကိုင်ရင်ပိုကောင်းနိုင်ကြောင်းလက်ရှိတိုင်းပြည်အခြေအနေကြုံနေရခြင်းမှာပညာရေးအားနည်းချက်ကြောင့်ဖြစ်ကြောင်းမင်းအောင်လိုင်ကပြောဆိုပါတယ်နိုင်ငံရေးအရာသဘောထားကွဲလွဲမှုတွေလည်းပြည်ထောင်စုရဲ့အကျိုးကိုရည်မှန်းပြီးတော့အမြင့်ကျကျနဲ့လုပ်ဖို့လိုတယ်တချို့ပြောဆိုနေကြတာတွေကအားနည်းချက်ကရှိတယ်လို့ကျွန်တော်မြင်တယ် အဓိကကတော့သူတို့နိုင်ငံရေးအရာဘာသာရေးအရာတိုင်းရင်းသားရေးအရာအရာတချို့ပြောဆိုနေတာလေပေါ့ပြောဆိုဒါလီတွေကဒီထက်ပိုပြီးအမြင့်ကျကျနဲ့ပြောဆိုလုတ်ကင်မယ်ဆိုပိုကောင်းမယ်လို့ကျွန်တော်မြင်ပါတယ်ဗဂရီတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေကပညာရေးအားနည်းတဲ့အခြေအနေမှာရှိတယ်လို့မြင်တယ်လို့မင်းအောင်လိုင်ကပြောဆိုပါတယ်အကြံဖတ်မင်းအောင်လိုင်ကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ကြရတဲ့ပါတီစုံဒီမိုကရေစီအမှန်တကယ်လူကျင်ပါကစန့်ကျင်မှုကနဂေါဆာလုံမနေပဲပူးပေါင်းဆောင်ရွက်ရလိမ့်မယ်လို့ မကြာခဏဆိုသလိုစစ်တပ်လက်အောက်ခံဝါရပြက်မီဒီယာများမှတဆင့်ထုတ်ပေါ်ပြောဆိုထားပါရခင်ဗျာထပ်မံတင်ဆက်ပေးခြင်းတကားတော့တရုတ်ပိုက်လိုင်းတွေနားက NA ကြီးတဲ့အရှိတရားများအကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ရန်ပြည်နယ်မရီကျွန်းတွေကနေခီးစတင်တဲ့အဓိကပိုက်လိုင်းကြီးနှစ်ခုဟာတရုတ်နိုင်ငံအထိတွေ့တန်းနေပါတယ်ပိုက်လိုင်းတစ်ခုဟာကပလီပင်လယ်တဲကတဘာဝတ်တန်းငွေတွေကိုတွေ့တန်းပေးပို့တာဖြစ်ပြီးတခြားပိုက်လိုင်းကတော့အရှိအလေပိုင်းနဲ့အာဖရိကနိုင်ငံတွေစီကနေတင်သွင်းလာတဲ့ ရင်းနှင်းစိမ့်တွေကိုပို့ဆောင်ပေးနေပါတယ်။အဲ့ဒီပိုက်လိုင်းတွေဟာမိုင်ပေါင်းရာနဲ့ချီရှည်လျပြီးမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေကိုဖျက်ကျော်သွားတဲ့နောက်တရုတ်ရဲ့ကွီကန်နဲ့ကုမင်းလိုမြို့တွေစီကိုရောက်ရှိသွားပါတယ်။တရုတ်တို့တော့ဒီပိုက်လိုင်းကြီးတွေဟာအင်မတန်ပါနက်တဲ့ရင်းနှီးမြှုပ်နှံမှုအစီအမံတွေလို့ပြောနိုင်ပါတယ်။အဲ့ဒီပိုက်လိုင်းတွေကြောင့်ပုံမှန်ရင်းနှီးတင်ပို့မှုလမ်းကြောင်းတွေကိုကီလိုမီတာ1200လောက်ခီးချုပ်နိုင်ခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့နိုင်ငံလူဦးရေရဲ့၃ဘုံ၂ဘုံလောက်ဟာ လျှက်စစ်တအားဖူးဖူးလုံးလုံးမရသေးတဲ့မြန်မာနိုင်ငံလိုနိုင်ငံအတွက်တော့ဒီပိုက်လိုင်းကြီးတွေကိုမြင်နေရတာရင်နာစရာပါပဲမြန်မာနိုင်ငံဟာကိုယ်ပိုင်တဲ့နိုင်ငံတွေကထွက်ရှိတဲ့တဘာဝတန်းငွေတွေကခွဲတဲ့20ရာခိုင်နှုန်းလောက်ကိုပဲသုံးစွဲခွင့်ရနေတာဖြစ်ပါတယ်တကယ်တော့အဲ့ဒီပိုက်လိုင်းတွေဟာတရုတ်မြန်မာစီးပွားရေးဇင်းကြံ CMEC စီမံကိန်းကြီးရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပါတယ်တနည်းအားဖြင့်တရုတ်အစိုးရရဲ့ရုပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု BRI မဟာစီမံကိန်းကြီးနဲ့ဆက်ဆံနေပါတယ် BRI ဆိုတာက တရုတ်သမ္မတရှီကျင်းဖင်ရဲ့ထိတ်တန့်အဆင့်ဦးစားပေးလို့တရားဝင်ကြွေးကြော်ထားတဲ့လုပ်ငန်းစဉ်ကြီးပါတစ်ဖက်မှာတော့ရခိုင်ပြည်နယ်ကနေတွေ့တန်းထားတဲ့ပိုင်လိုင်းနှစ်ခုဟာတရုတ်အတွက်ပိုပြီးအတိတ်ပင်နက်ဆိုင်ကျယ်ပြန့်တဲ့မဟာပြူဟာရီမန်းချက်တစ်ခုကိုလည်းဖြည့်ဆည်းပေးထားပါတယ်လောလောဆယ်တရုတ်စီကိုတင်သွင်းတဲ့ရေနဲ့အများစုဟာမလက်ကရေလက်ကြောက်ကိုဖျက်ဆီးပြီးဝင်ရောက်နေတာပါတကယ်လို့ထိုင်ဝမ်အရေးကိုအကြောင်းပြုပြီးအမေရိကန်ကမလက်ကရေလက်ကြောက်ကိုပိတ်လိုက်မယ်ဆိုရင် တရုတ်ဟာမြန်မာနိုင်ငံကိုဖျက်ပြီးသွေတန်းထားတဲ့ပိုက်လိုင်းတွေကိုအားကိုးနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီပိုက်လိုင်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုကာကွယ်ဆွန့်ရှောက်ဖို့ဆိုတာကတော့ခက်ပါတယ်။အထူးသဖြင့်2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းလိုက်ပြီးပြည်တွင်းစစ်မီစတင်တောက်လောင်လာတဲ့အခြေအနေမျိုးမှာအဲ့ဒီစိန်ခေါ်မှုကပိုကြီးလာပါတယ်။တရုတ်ဟာအာဏာသိမ်းစစ်တပ်ဘက်ကိုရင်ပြီးဒေါ်လာတန်း150ဘူးလောက်လက်နက်တွေရောင်းချပေးခဲ့ပါတယ်။ဒါပေမဲ့ရလက်ပိုင်းရထူးထူးခြားခြားဖြစ်မလာခဲ့ပါဘူး။ ြည်တွင်းဆရာလူပေါင်း3တန်းလောက်ကိုနေရွှန့်ခွာထွက်ပြေးစေခဲ့ပါတယ်။စစ်ရှောင်းအများပြားဟာစာလုံးငတ်မမှုအပါအဝင်အကျက်အတဲတွေနဲ့ယုံကန်နေရပြီးတောတောင်တွေထဲမှာခိုလုံနေကြရပါတယ်။စစ်တကဆက်တွေ့ရင်းနဲ့အင်တာနက်ကွန်ရက်တွေကိုဖျက်တောက်ထားတာကြောင့် Starlink အင်တာနက်ကိုချိဆက်ပြီးအဆက်အသွယ်လုံးကြရပါတယ်။ pipeline တွေအတွက်စိုးရိမ်နေတဲ့တရုတ်ဟာမြန်မာနိုင်ငံစီကြီးစားစစ်သားတွေတောင်မှဆေလွတ်ခဲ့ပါတယ်။ဒါပေမဲ့ပြည်ရင်းစစ်မှာပါဝင်တက်ခိုက်စီမှုမဟုတ်ပဲတရုတ် pipeline တွေကိုဆောင်းရှောက်ဖို့အတွက်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့အာဏာသိမ်းစစ်တပ်နဲ့ပလူပလဲရက်တည်နေတဲ့တရုတ်အပေါ်ပြည်သူအများစုကယွံမုန်းကြပါတယ်။တော်လိုင်းအင်အားစုတချို့ကတရုတ်ပိုက်လိုင်းတွေကိုတိုက်ခိုက်မယ်ဖျက်ဆီးမယ်ဆိုတာမျိုးချင်းချောက်ခဲ့ဘူးသလိုတချို့အစုအဖွဲ့တွေကလက်တွေ့အထုတ်မှုတွေတောင်ရှိခဲ့ပါတယ်။အဲ့ဒီတော့ဘေကျင်းမှာရှိတဲ့တရုတ်အစိုးရကမြန်မာစစ်တပ်ကိုပိုက်လိုင်းတွေရဲ့လုံခြုံရေးကိစ္စကြက်မှတ်ပေးဖို့ဖိအားပေးခဲ့ပြီးစစ်တပ်ကလည်းခေါင်းငိတ်နာခံခဲ့ပါတယ်။အခုတော့ပိုက်လိုင်းတစ်လျှောက်တချို့နေရာတွေမှာအဆောင်အကျက်တွေထူးထူးထပ်ထပ်ခြားထားပါတယ်။ ပြီးတော့အဲ့ဒီနားတွေမှာစစ်မဖြစ်တော့ဘူးဆိုတဲ့ယုံကြည်ချက်မျိုးနဲ့ခုံလုံနေတဲ့စစ်ဆောင်တွေလည်းရှိနေကြပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလိုယုံကြည်ထားရတာကတစ်ဖက်မှာလည်းအနေကြီးလွန့်တဲ့ဆုံးဖြတ်ရွေးချယ်မှုတစ်ခုလိုဖြစ်နေပြန်ပါတယ်။စစ်တပ်ဟာရင်းနှပိုက်လိုင်းတွေရဲ့အတိတ်ကထိန်းချုပ်ရေးစင်နာရီတစ်ဝက်ကတိုးတောင်တွေမှာမိုင်းတွေထောင်ထားလို့ရှိပါတယ်။ဒီတော့အဲ့ဒီတစ်ဝက်မှာလက်သမားတွေဟာမွေးထားတဲ့စိတ်ကြွေးနွားတွေပျောက်လို့လိုက်ရှာရင်းမိုင်းနှင်းမိတဲ့ဖြစ်ရဲ့ဇွတ်တွေနဲ့လည်းကြုံနေရဆဲဖြစ်ပါတော့တယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းလူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီးတော်လိုင်းနေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လိုင်းသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ